်မင်္ဂလာပါရှင်ကျမကတော့မနီလာထွန်းပါ SSP က best 3 ကနေပြီးတော့ MBA ရထားခဲ့တာပေါ့နော်အဲ့တော့ဟိုအမတို့ဒီအကြောင်းတက်စင်အဲ PSN ကိုဘာလို့ရွေးချယ်ပြက်ခဲ့တာလဲဆိုတော့လေအဲ့ဒီအချိန်တော့အမတို့က online တက်ချင်ကြတာ online တက်ချင်ကြတော့တခြားနေရာမှာကြတော့ online နဲ့ဟိုစိတ်မချလို့ပေါ့နော် PSN ကိုရွေးချယ်ပြက်ခဲ့တယ်ပေါ့နော် online ဆိုပြီးတော့ပထမတော့အရန်စိတ်ပူခဲ့တယ်နောက်လဲကြအရန်ကိုအဆင်ပြေတယ်ပေါ့နော် online မှာဆရာဆရာမတွေကလည်းအရန်ကိုဟိုဂယူးဆိုင်ပြီးတော့ဟိုနားနားလဲတဲ့အချိန်ပေါ့နော်သင်ကြားပြသပေးခဲ့ပါတယ်ရှင့် ။ဟုတ်။ PSN ကနေပြီးတော့တင်တင် जा ပြတ်တာပေးတဲ့ဟာတွေကိုလည်းအများကြီးလက်တွေ့မှာအကောင့်ထဲပေါ်ပြစ်ခဲ့တယ်ပေါ့နော်။အဲအကြောင်းမှာအကြောင်းတက်စင်ခါတော့အတွေ့အကြုံဟိုမှတ်တရလေးတွေကတော့အများကြီးပေါ့နော်။ဘာလို့လဲဆိုတော့ online မှာမတို့အဲ group တွေဖွဲ့ပြီးတော့ပေါ့နော် presentation လေးတွေလုပ်ရတဲ့ဟာတွေကဒါတွေကအမှတ်တရပေါ့နော်။အကုန်လုံးကလည်းဟိုရုံးမှာအားကြတဲ့လူတွေခါကြတော့လေတစ်ခါလေးကြာရင်ညဆန်းနိုင်တနိုင်အထိ presentation အတွက်ပြင်ဆင်ခဲ့ရပါတယ်ရှင့်။အဲ့တော့အမကပြောချင်တာကတော့လေ online ဆိုပြီးတော့အဲအခုဆိုရင် PSN မှာ campus လည်းတက်လို့ ရရနေပါပြီပေါ့နော်အဲ့ခါကျတော့နောက်လာမဲ့အဲကျောင်းသားကျောင်းသူတွေကိုလည်းအမအား BSN မှာ MBA တက်ဖို့အတွက်အမဖိတ်ခေါ်ကြပါလေရှင်ကျေးဇူးများတင်ပါတယ် See your new version with BSN Thank you.